ဆန်တော်အေရီယာတွင်းကမှအခန်းကျကျနေခြင်းနဲ့လူကြီးမင်းတို့အတွက်မိတ်ဆက်ပေမဲ့အစ္စရာဆန်တော်ကွန်ဒို equipment ဆောင်ပြီး workout ကောင်းအောင်လုပ်နိုင်တဲ့ fitness center အဲကိုလာပါတဲ့ co-working space တကယ်ချင်းနဲ့အပန်းဖြစ်အနားယူလို့ရတဲ့ gaming room ဒါတော့ rooftop garden ပဲဖြစ်ပါတယ်ဒီနေရာမှာဆိုရင်သူက greenery area ကိုဖန်တီးပေးထားအောင်တွေ့ရပါပြီသူရဲ့ view အဆိုဆန်တော်တမြို့လုံးရဲ့လာပါတဲ့ city view ကိုမြင်တွေ့ရမှာဖြစ်ပါတယ်ထိုင်လို့ရတဲ့ဆန်းလောင်ကြလေးကိုလည်းပြင်ဆင်ပေးထားအောင်တွေ့ရပါပြီသွားပြီးတော့ရေကူးကန်သွားကြည့်အောင် ခုမြင်တွေ့နေရတာတော့ကလေးရေကူကံပဲဖြစ်ပါတယ်။သူရဲ့ viewer ဆိုရင်စံတော် area မျိုးရဲ့ city view ကိုမြင်တွေ့အောင်ဖြစ်ပါတယ်။တော်တော်လေးကိုကြည့်ပါရဗျ။ကျွန်တော်ခုပြပြမှာတော့89 square meter 2 bed plus ခံပဲဖြစ်ပါတယ်။ဒီခန်းကိုဝင်လာခြင်းမှာဆိုရင် living room area ချေယူတွေ့အောင်ပါဗျ။ဒါကတော့ master bedroom ဖြစ်ပါတယ်။အခုမြင်တွေ့နေရတာတော့ master bedroom ဖြစ်ပါတယ်။ မှန်မှန်ရန်ပြင်ပေါက်ချက်ကြီးထားပေးထားပါပြီဗျ။ဒါကတော့ closest အဝတ်လေလို့ရတဲ့နေရာလေးဖန်တီးပေးတော့တွေ့ရပါတယ်။သူရဲ့ကဲမှာဆိုရင်အင်တိုင်းချုပ်ခန်းအကြီးတစ်ခုရှိပါတယ်ဗျ။သွားပြီးချခုမွန် area သွားကြည့်ရအောင်။ဒါကတော့ living room area ပဲဖြစ်ပါတယ်။ living room area ကတော့တော်တော်လေးကိုကျေပါတယ်ဗျ။ pan house ပုံစံမျိုးတော့ဖွင့်စီပေးတာတော့တွေ့ရပါတယ်။ဒါတော့ living room area ပဲဖြစ်ပါတယ်။သူရဲ့ကဲမှာဆိုရင် Super Plus လို့ပြောကြကြောင်းမို့အခန်းပုံလေးတစ်ခန်းဖွဲ့စည်းပေးတော့တွေ့ရပါပြီ။သွားပြီးဒုတိယအိတ်ခံကိုသွားကြည့်အောင်။ဒါတော့ဒုတိယအိတ်ခံပဲဖြစ်ပါလေ။အိတ်ခံကတော်တော်လေးကိုလာပါပြီဗျ။သူရကဲမှာဆိုရင်ဘက်ကူညီကြီးတစ်ခုရှိပါတယ်။ကျွန်တော်ခုပြပေးမှာတော့1 bed room 30 square meter ဖြစ်ပါတယ်။ ီခေါင်းဝင်လာခြင်းမှာဆိုရင် kitchen ရှိမယ် kitchen နဲ့ dining room ကိုတစ်ဆက်တည်းထားပြီးတော့တွေ့ရမှာဗျဒါကတော့ living room area ပဲဖြစ်ပါတယ်ဒီကဲမှာဆိုရင်မှန်ဘေးပေါက်ချက်ကြီးထားပြီးထားပါဗျဒါကတော့ bedroom ခန်းပဲဖြစ်ပါတယ် bedroom နဲ့ living room ကို mass light တော့ကာပြီးတော့တွေ့ရမှာဗျ bedroom ရဲ့ခန်းဖွင့်စီပုံလေးကလည်းလပါတယ်ဒီကဲမှာဆိုရင်အတိုင်းချူပန်းကျွန်တော်ခုပြပြမှာတော့59 square meter two bedroom ခန်းပဲဖြစ်ပါတယ်ဒီခန်းကိုဝင်လာခြင်းမှာဆိုရင် kitchen ကိုထွက်စီပြီးတော့တွေ့ရပါတယ်ဗျ ဒါတော့ living room area ပဲဖြစ်ပါတယ်။သူကဲမှာဆိုရင် balcony တစ်ခုရှိပါရဲ့ဗျ။တော်ပြီအိတ်ခံကိုတော့ကြည့်အောင်။ဒါတော့ပထမအိတ်ခံပဲဖြစ်ပါတယ်။သူကဲမှာဆိုရင်မန်ရံပြင်ပေါက်ချက်ကြီးထားပေးထားပါရဲ့ဗျ။တော်ပြီဒုတိယအိတ်ခံတော့ကြည့်အောင်။ဒါတော့ဒုတိယအိတ်ခံပဲဖြစ်ပါတယ်။ဒုတိယအိတ်ခံကိုတော့ခင်မှာဆိုရင် make up တွေပဲထားပေးတော့တွေ့ရပါရဲ့ဗျ။ဒါတော့ဒုတိယအိတ်ခံပဲဖြစ်ပါတယ်။ တော်တော်လေးကိုလာပါဗျအဲ့ဒီတော့စံတော် EM ရှိတဲ့အစ္စရာ73ခုကိုစိတ်ဝင်စားလို့ပဲဖြစ်ဖြစ်လူကိုယ်တိုင်လည်းကြည့်ရှုရင်လည်းဖြစ်အောက်မှာပေးထားတဲ့ Viber နဲ့ဖုန်းနံပါတ်မှာဆက်သွယ်မြန်ဆွန်ဆန်းနိုင်ပါတယ်။ထိုင်းနိုင်ငံမှာရှိတဲ့ကွန်တိုနဲ့လုံးချင်းဝေယူမယ်ဆိုတော့ GNG Thai House Space ကိုဆက်သွယ်မြန်ဆွန်ဆန်းနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။